မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ Henderson ရဲ့လက်စွမ်းပြောင်းမှုနဲ့အတူနှစ်ပေါင်း120အတွင်း FA ဖလားကိုပထမဆုံးချိန်ပိုင်ဆိုင်ခဲ့တဲ့ Crystal Palace ကိုအကြောင်းလေးကိုပြောပြချင်ပါတယ် Crystal Palace အတွက် low block နဲ့ counter transition ကစားဟန်ကထမင်းစားရည်တောက်သလိုဖြစ်နေပြီးတော့ မန်စတီးကလည်းပြိုင်မဲ့အတင်ခံစစ်ပိတ်ကစားပြီးဆိုရင်ရုံးကရလေးရှိတာကပုံမှန်လို့ဖြစ်နေပါပြီ။အခုပွဲမှာမန်စတီးအသင်းကဂိုးပေါက်ကန်ချက်23ချိန်ဂိုးပေါက်တဲမှု6ချိန်ထိရှိခဲ့ပေမယ့်ခရစ်စတယ်ဘဲလီကိုသမဟန်တာဆင်ရဲ့အမောဝင်လက်စွမ်းပြမှုကြောင့်ခြေပေါက်ကိုမရပဲရှုံးပေးခဲ့ရပါတယ်။ခရစ်စတယ်ဘဲလီအတွက်သူရဲ့ကောင်းအဖြစ်သတ်မှတ်ရမှာဟန်တဆင်ဖြစ်ပြီးမာမူးရှေ့ပန်နတီဒိုကုရဲ့အပိုင်ကန်ချက်အီချီဗာရီရဲ့ပန်နတီအေရီယာအတွင်းအနီးကပ်ကန်ချက်အပါဝင်မန်စတီးအသင်းဂိုးပေါက်တဲမှု6ချိန်စလုံးကို လက်စွမ်းပြကောက်ခဲ့နိုင်ခဲ့ပါတယ်။ဒါပေမဲ့25မိနစ်မှာတော့ဟာလန်လွတ်လွတ်ကျွတ်ကျွတ်ဘောလုံးဆွဲပြေးလာတာကိုဟန်တက်စင်ကဂိုးစီအပြင်ဘက်အထိထွက်ပြီးတော့လက်နဲ့ပုတ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီလိုပုတ်ထုတ်ခဲ့ပေမဲ့ VAR နဲ့ကွင်းလိုက်တိုင်းလူကြီး Stewart Alway ကတော့အနိကတ်မပြခဲ့တာကအငင်းပွားစရာပါပဲ။ Crystal Palace အတွက်ဖိုးတန်ဂိုးကိုတော့ပွဲအစ16မိနစ်မှာပဲ Munas ချိုးပေးတာကနေပြီးတော့ Aziz ကအနိုင်ကန်ချက်နဲ့ပိတ်သွင်းခဲ့ပြီး Aziz က FA Flabulu ပွဲမှာ Crystal Palace အတွက်ဂိုးသွင်းနိုင်တဲ့ ။စောက်ထမြောက်ကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့ပါရယ်။ဒါ့အပြင်အက်ဆေးကသူ့ရဲ့ကစားသမားဘွားတစ်ချောက်ပထမဆုံးချိန်၅ပွဲစတိုက်ဂိုးသွင်းနိုင်ခဲ့သလိုကစားသမားဟောင်း Darren and Bruce 2009နောက်ပိုင်း၅ပွဲဆက်ဂိုးသွင်းတဲ့ပထမဆုံး Crystal Palace ကစားသမားဖြစ်လာခဲ့ပါရယ်။ Man City ဝိုင်းကွင်းလယ်လူ De Bruyne ကတော့ကွင်းလယ်အထိ drop လောက်ကစားရတာကြောင့်မိနစ်60လောက်အထိပုံမှန်ဆန်းဆောင်ရင်ပျောက်ဆုံးခဲ့ပေမယ့်အဲ့ဒီနောက်ပိုင်းမှာတချိန်က Prime Deep Van Nu ကိုပြန်လည်မြင်တွေ့ခဲ့ရပြီးသူ့ရဲ့ killer pass တွေကတော်တော်လေးတည်သက်လာပါလုံးပါတယ် ဒါပေမဲ့တိုက်စစ်မှာဟာလန်ဘာမှမလုပ်နိုင်သလိုမာမွရှ်ကလည်းခရစ်စတယ်ပဲလီကန်စစ်ကိုတတိယမထိုးဖောက်နိုင်ပေအခုပွဲမှာမန်စီးတီးအတွက်ပထမအဆုံးပွဲထွက်ခွင့်ရခဲ့တဲ့အာဂျင်တီးနားလူကင်ကျယ်ဝင်းအီချီဗာရီဝင်လာပြီးနောက်ပိုင်းမန်စီးတီးတိုက်စစ်ပိုအားကောင်းလာပါတယ်ခရစ်စတယ်ပဲလီကတော့ဂိုးရပြီးကြတဲ့ကနေသူတို့ရဲ့မာကျော်တဲ့ခန်းစစ်ကိုပဲအဓိကအားကိုးကစားခဲ့ပြီးမန်စီးတီးကလည်းအပိုင်အခွင့်အရေးတွေကိုအသုံးမချနိုင်တာကြောင့်1-0နဲ့ပွဲပြီးဆုံးခဲ့ပါတယ်ခရစ်စတယ်ပဲလီတင်းက3ချိန်များအဖေဘလူပွဲမှာချန်ပီယံဖြစ်ခဲ့ပြီး အသင်းရဲ့နှစ်ပေါင်း120တက်တန်းတွင်ပထမဆုံးချိန် FA ဖလားချန်ပီယံစုကိုကိုင်မြောက်နိုင်ခဲ့ပါပြီ။ဒါပြင်ခရစ်စတယ်ပဲလီအသင်းကအသင်းသမိုင်းတစ်လျှောက်ပထမဆုံးဥရောပပြိုင်ပွဲဖြင့်လာမယ့်ရာသီယူရိုပါလီပြိုင်ပွဲဆင်နွှဲခွင့်ရရှိသွားပါပြီ။ကွာတီယူလာကတော့2016ဆက်ခွင့်ရာသီနောက်ပိုင်းဖလားလက်မဲ့ရာသီနဲ့ပြန်လည်ရင်ဆိုင်ခဲ့ရသလို2023-24 FA ဘူလူပွဲနှစ်ကြိမ်ဆက်ရှုံးနေခဲ့ရကြောင်းသူ့ရဲ့နီးပြပွားတစ်လျှောက်ပထမဆုံးဖြစ်ပြည်တွင်းရှုံးထွက်ဖလားဘူလူပွဲနှစ်ကြိမ်ဆက်တိုက်ရှုံးနေခဲ့တဲ့စံချိန်စုကို ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါရဲ့ရှင်။မန်စီးတီးနဲ့ FA ဖလားပိုလူပွဲမှာခရစ်စတယ်ဘဲလီကိုသမာဒင်းဟန်ဒါဆင်အနေကအပြမခံခဲ့ရတဲ့ဖြစ်ရပေါ်ပရိသတ်တွေနဲ့ဘောလုံးပွဲသုံးသပ်သူတွေကြောင့်အမြင်ကွဲပြားနေပါရယ်။ပထမပိုင်း16မိနစ်မှာအဇေးသွင်းခဲ့တဲ့ဂိုးနဲ့ခရစ်စတယ်ဘဲလီအသင်ဦးဆောင်နေပြီး25မိနစ်မှာတော့ဟာလန်လွတ်လွတ်ကျွတ်ကျွတ်ဘောလုံးပြေးဆွဲလာတာကိုဟန်ဒါဆင်ကပယ်နယ်တီဧရိယာထိနှားကနေလက်နဲ့လှမ်းပုတ်ထုတ်ခဲ့တာဖြစ်ပါရယ်။အဲ့ဒီဖြစ်ပျက်ကိုကွင်းလယ်တိုင်းစတိုဝတ်အက်ဒဝဲလ်က VAR ပြန်ကြည့်ခဲ့ပေမဲ့ ဟန်ဒါဆန်ကိုအနီးကပ်မပြခဲ့သလို VAR တိုင်လူကြီးတွေကလည်းဟာလန်ဘောလုံးဆွဲပြည့်ရဲ့လမ်းကြောင်းကဂိုးပေါင်းနဲ့ဝေးနေပြီဖြစ်တဲ့အတွက်ဟန်ဒါဆန်ကဟာလန်ရဲ့ဂိုးသွင်းခွင့်ကိုတားဆီးခဲ့တာမဟုတ်ဘူးလို့ယူဆခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဖြစ်ရပေါ်အွန်လိုင်းမှာပရိသတ်တွေအမြင်ကွဲပြားနေသလိုပရိသတ်တို့ကဟန်ဒါဆန်ရဲ့ခြေထောက်ကဂိုးစီးပေါ်မှာပဲရှိသေးတာကြောင့်သူကစီးပြင်ထွက်နေနိုင်တယ်လို့မတတ်မနိုင်သေးဘူးဆိုပြီးရေးသားခဲ့ပေမဲ့တခြားပရိသတ်တွေကတော့ FA ဖလားဘူလူပွဲကိုရုပ်ဆိုးစေရဖြစ်ရပါတရားရာဂိုင်းနှုတ်လက်ထီပေါ်ဖြစ်ပါတယ် ဟန်ဒါဆန်ကိုတေးကြပေါ့နီကပ်ပြရမှာပါလို့ဝေဖန်ခဲ့ကြပါတယ်။ဒါအပြင်မန်ချက်စတာယူနိုက်တက်ကံတွင်တိုက်စစ်မှုရောနီကလည်းအဲ့ဒီပြည့်ကအနီကပ်ပြရမှာပါ။ဟန်ဒါဆန်ကဘောလုံးကိုလက်နဲ့ပုတ်ပြီးတော့လမ်းကြောင်းပြောင်းခဲ့ပါတယ်။ဒီလောက်အရှင်းကြီးကိုဘလို့ဖြစ်လို့များမှားယွင်းဆုံးဖြတ်ရတာလဲ။ VAR ကိုဖြတ်သိမ်းလိုက်ပါတော့သူတို့ကအမားကျွလွန်ပြီးမှသူတို့အမားကိုကောက်ခဲ့နေရဖြစ်ပါတယ်။ဒါကြီးကအနီကပ်ပြရမယ်ဆိုတာကိုလူတိုင်းမြင်တွေ့နိုင်ပါတယ်လို့ပြောကြားခဲ့ပါရှင်။ နာပိုလီအသင်းကြီးပြကွန်တီကတော့ Serie A တိုက်ပွဲကအတော်လေးပြင်းထန်နေဆဲဖြစ်ပေမဲ့အသင်းအတွက်သမိုင်းတစ်ခုရေးထိုးပေးဖို့ဆန္ဒရှိနေကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။လီဗာကူစင်အသင်းကြီးပြအလွန်ဆိုက Mace နဲ့ပွဲမှာ2-2တည်ရကျခဲ့ပေမယ့် Bundesliga ဝေးကွင်းပွဲစဉ်34ပွဲဆက်ရှုံးဝဲမရှိရတော့ကိုရယူနိုင်ခဲ့ပါတယ်။ Hoffenheim ကို၄ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ Harry Kane တွင်းကိုတကူထပ်မံသွင်းယူပြီးစုစုပေါင်းတွင်းကို26ဂိုးနဲ့အတူ Schiffener ဆုကို200ဒီဆက်ထပ်မံစုခူးသွားခဲ့ပါတယ်။ ဘာစီလိုနာတင်ဥက္ကဋ္ဌလာပေါ်တာကတော့အသင်းနီးပြဖလစ်ကိုထပ်မံတက်တန်းတိုးဖို့ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်။ရီယယ်အသင်းနီးပြအန်ဆလော့တီကတော့ဘာစီလိုနာအသင်းက၎င်းရဲ့လှပတဲ့ကစားဟန်တွေကြောင့်ဖလားရဖို့ထိုက်တန်ကြောင်းချီးကျူးသွားခဲ့ပါရယ်။အာနိုးနေရာအစားထိုးမဲ့နောက်ကန်ကျဲပွင့်လေးဘရက်ဒလီကလီဗာပူးနဲ့ထပ်မံတက်တန်းတိုးမြှင့်လိုက်ပါရယ်။မန်ယူအသင်းကဟာလန်နဲ့ဇက်ဇီရိုနှစ်ဦးစလုံးကိုရောင်းချဖို့အတွက်စီးရီးအသင်းချုပ်နဲ့ဆွေးနွေးနေပါရယ်။အင်တာအသင်းကတော့ဇက်ဇီကိုကနအူးအငားနဲ့စတင်ခေါ်ယူဖို့ရှိနေပြီး အပိသက်ပမာဏယူရို35တန်ထည့်သွင်းကမ်းလှမ်းသွားဖို့ရှိနေပါတယ်။ Live Sea ရဲ့တိုက်စစ်မှု SARS ကို Premier League အသင်းတွေကကမ်းလှမ်းနေပေမဲ့ပေါင်84တန်ထက်ကျော်တဲ့ပမာဏမျိုးရောက်မလာသေးကြောင်းသတင်းရရှိပါတယ်။ဝါဆန်အသင်းကကွင်းလယ်လူ Goodas အတွက်ပေါင်65တန်ဆိုတဲ့ပမာဏတတ်မှတ်လိုက်ကြောင်းသတင်းရရှိပါတယ်။ finisher ကတော့ rian နဲ့တတန်းတိုးဖို့မတိမချဖြစ်နေကြအောင်ပေါင်တန်း230ဝင်းကျင်နဲ့ရောင်းချခံရဖို့ရှိနေပါတယ် ဘာစီလိုနာတင်ကအတင်းတောင်မှန်တိုက်စစ်ကစားသမားဖက်တီကိုရောင်းချပြီးလီဗာပူးကနေ DS နဲ့မန်ယူမှာရက်ရှ်ဖို့တို့ကိုခေါ်ယူလို့နေပါတယ်။ရီယယ်မက်ဒရစ်အတင်းကတော့ဘုံမောင်နောက်ခံလူဟိုးရှ်ဆန်ကိုခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့နေ့ကမှဂျူဗင်တက်အတင်းထံကနေပြောင်းရွှေ့ကစားနေခဲ့တဲ့ဘုံမောင်နောက်ခံလူကပရီးမီးယားလိအတင်းကြီးတိုင်းရဲ့သတင်းထွက်နေသူတယောက်ဖြစ်ပြီးတော့နောက်ဆုံးမှာရီယယ်ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက်20ရွယ်ရှိနေတဲ့အဆိုအနောက်ခံလူအတွက်အစာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း50အထိရီဟက်တင်ပေးချေသွားခဲ့တာဖြစ်ပြီးတော့ဘုံမဘက်ကလည်းအဆိုပါပမာဏကိုကြည်ကြည်နက်နက်ကြီးလက်ခံသွားခဲ့ပါတယ်။ဟောက်ဆန်ကလာမဲဆွန်လာတင်းရနေ့ကနေစတင်ပြီးရီဟက်တင်ထံပြောင်းရွှေ့ကစားမှဖြစ်တာကြောင့်ရီဟက်ရဲ့လာမဲကပကလပ်ဖလာပွဲစဉ်မီပေါဝင်ကစားခွင့်ရတော့မှဖြစ်ပါတယ်။မာရစ်ကစနစ်မှာအမ်မဝင်လို့ဆိုပြီးဇန်နဝါရီအပြောင်းရွှေ့မှာပဲဖဲလစ်အတင်းထံအငှားတော့ကစားနေတဲ့ Chelsea fan တွေရဲ့အချစ်တော် Ben Chilwell တယောက်ကတော့စုပလာကင်မြောက်ဖို့ကံပါလာတယ်လို့ပြောရမလားပါပဲ Chilwell ကတော့ Palace နဲ့အတူ FA Cup ပလာစုခုနိုင်ခဲ့တာပါမင်းညာကပါဝင်ကစားခွင့်မရပေမဲ့ Palace ကိုဒီအဆင့်ထိရောက်အောင်ရှုံးထွက်အဆင့်နေမှာတစိမ့်တပိုင်းဖြစ်ပါဝင်ကစားပေးထားပါတယ်တကယ်တော့ Ben Chilwell က Chelsea နဲ့ Europa ဖလားတွေစုခုနိုင်ခဲ့ပေမဲ့ပြည်ရင်းဖလားကတော့တလုံးမှစုခုနိုင်ခြင်းမရှိသေးပါဘူး Chelsea တင်းတဲ့အတူ FA Cup Final နှစ်ကြိမ်တက်ရောက်ခဲ့ပေမဲ့ လက်စတာလီဗာပူးကိုရှုံးနိုင်ခဲ့လို့လန်လွဲခဲ့ရပြီးဒီတစ်ချိန်မှာတော့ဘန်ချီဝဲပထမဆုံးပြည်တွင်းဖလားစုခုနိုင်ခဲ့ပါပြီ။ဇက်စီကိုယူရို35တန်းနဲ့ကမ်းလှမ်းမှုအတွက်အင်တာမီလန်တင်းစီစဉ်ရဲဆိုတဲ့အကြောင်းလေးကိုလည်းဆက်လက်ပြီးတင်ပြကြမှာသေးတယ်။စီးရီးထိပ်သည့်အင်တာမီလန်အသင်းကတော့မန်ယူနိုက်တက်အတိုက်စကစားသမားဇက်စီကိုယူရို35တန်းဖြင့်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါဗျ။အသက်23နှစ်ရရှိနေတဲ့နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမားဇက်စီက ပြီးခဲ့တဲ့2024နွေရာသီကမှဘိုလောနာအသင်းကမန်ယူနိုက်တက်အသင်းထံကိုယူရို52.5တန်းနဲ့ရောက်ရှိလာသူဖြစ်ပါတယ်။ဒါပေမဲ့ဇက်ဆီကမန်ယူနိုက်တက်အသင်းအတွက်ခြေစွမ်းပြနိုင်မှုရုံးကန်နေရပြီးတော့ခုရာသီပြိုင်ပွဲစုံ49ပွဲမှာ9ဂိုးတာသွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့စီးရီးအထိပ်သီးသင်းတွေဖြစ်တဲ့အင်တာမီလန်နဲ့နာပိုလီသင်းတို့ကတော့ဇက်ဆီကိုခေါ်ယူဖို့အစိတ်ဝင်စားနေကြပြီးအခုတခါအင်တာမီလန်အသင်းကလက်ဦးမှုရယူပြီးတော့ကံလန်မှုစီစဉ်နေခြင်းဖြစ်ပါတယ်။ အီတလီမီဒီယာရဲ့ဖော်ပြမှုအရအင်တာမီလန်အသင်းကရဇက်ကစီကိုပြောင်းရွှေ့ခြင်းယူရို35သန်းစုခြင်းနဲ့ကမ်းလှမ်းနေကြောင်းစီးစစ်နေပါတယ်။အင်တာမီလန်အသင်းကရဇက်ကစီကိုမန်ယူနိုက်တက်အသင်းမှရရှိနေတဲ့တနှစ်လစာယူရို3.5သန်းပေးချေဖို့လည်းအသင့်ရှိနေကြောင်းသိရပါတယ်။လီဗာပူးအသင်းကတော့အသင်းညာနောက်ခံကစားသမားကော်နာဘရက်လီ22နှစ်ကို2029ခုနှစ်အထိသက်တမ်းရှိစာချုပ်တည်တည်ချုပ်ဆိုခဲ့ပါတယ်။ မြောက်အိုင်ယာလန်လက်ရွေးစင်ညာနောက်ခံကစားသမားဘရက်ဒလီကတော့အခုရာသီကုန်မှာလီဗာပူးတင်းကနေထွက်ခွာမယ်အင်္ဂလန်ညာနောက်ခံကစားသမားအာနိုရဲ့နေရာကိုဆက်ခံမယ်လို့သုံးသပ်ခံရသူဖြစ်ပါတယ်။မင်းညာကအဖေဖလားပိုလူပွဲအပြီးမှာတော့ခရစ်စတယ်ဘဲလီကိုသူမဒင်းဟန်ဒါဆန်ကိုမန်စီးတီးအသင်းကြီးပြပက်ဂွာဒီယိုလာကထိတ်တိုက်တွေ့ပြီးမကြင်မနှံ့နဲ့ပြောဆိုခဲ့တာကိုပရိသတ်တွေတွေ့ခဲ့ရပါတယ်။ဒီပွဲပြီးမှာတော့ INTV နဲ့အင်တာဗျူးမှာဒင်းဟန်ဒါဆန်ကဂွာဒီယိုလာသူ့အပေါ်ဘာမကြင်နဲ့တာလဲဆိုတာနဲ့ သူတို့တွေအပြန်အလှန်ပြောဆိုခဲ့ကြတာကိုပြန်ပြောပြခဲ့ပါတယ်။ပွဲပြီးမှကျွန်တော်က Quadriula လက်စွဲနှုတ်ဆက်ဖို့ထွက်သွားခဲ့ပါတယ်။ထို့ပေမဲ့ကျွန်တော်ကအချိန်မဖြုံးခဲ့တဲ့အချိန်တွေဖြုံးခဲ့တယ်ဆိုပြီးသူကစိတ်ပြက်လက်ပြက်ဖြစ်နေပုံမှာပဲ။ဒီအကြောင်းကိုသူကပြောတော့ကျွန်တော်ကအခင်များတို့မိနစ်60ပြည့်ပြီးထပ်ဆောင်အချိန်မို့10မိနစ်တောင်ရတာပဲလို့ပြန်ပြောခဲ့ပါတယ်။သူ့အတွက်ခန်းစားရခန့်နေပုံမှာပဲလို့ဒင်းဟန်ဒဆန်ကဖွင့်ဟသွားခဲ့ပါတယ်။ ဒီဘောလုပ်ပွဲမှာဒင်းဟန်တဆန်ကမန်စီးတီးအသင်းကိုရရှိနိုင်တဲ့အပိုင်ကန့်သွင်းမှု6ချောင်းကိုကာကွယ်နိုင်ခဲ့ပြီးတော့သူ့အသင်းတကူတုံညာနဲ့အနိုင်ရရှိဖို့အဓိကနေရာကနေကုညီပေးနိုင်ခဲ့ပါတယ် FA ဖလားနဲ့လွဲချော်ခဲ့ရကြောင်းဂွာဒီယိုလာအနေနဲ့2016-19ရာသီနောက်ပိုင်းပထမဆုံးအကြိမ်နေနဲ့ဖလားလက်မဲ့ရာသီကိုကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်ရှင်ဘကုဆလာတင်ဆက်ပေးမှာကတော့ပေါ်တူဂီချန်ပီယံပွဲခံခဲ့တဲ့လက်စပွန်မှာ Sporting Lisbon နဲ့ Benfica တို့ရဲ့ Legal Portugal Champion လူပွဲကတော့နောက်ဆုံးပွဲစဉ်အထိအတော်လေးအကျိန်းနဲ့ရှိခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်မှာတော့ Benfica က Braga နဲ့တရေကျခဲ့ပြီး Sporting Lisbon က Vitoria ကိုနိုင်ရခဲ့တာကြောင့် Portugal ရဲ့ Champion ဖြစ် Sporting ပွဲခံနိုင်ခဲ့ပါပြီ။ဒါကြောင့် Sporting CP က Portugal ထိပ်တန်းလိ Champion စုကိုနှစ်နှစ်ဆက်တိုက်သိမ်းပိုင်နိုင်ခဲ့ပြီးအသင်းရဲ့တမိုင်းတစ်လျှောက်မှာ22ကြိမ်မြောက် League Champion စုကိုသိမ်းပိုင်နိုင်ခဲ့ရပဲဖြစ်ပါတယ်။ဒီလို League Champion စုကိုကာကွယ်နိုင်ခဲ့တာကလည်း နှစ်ပေါင်း80အတွင်းမှာပထမဆုံးပါပဲ။တရားဒီမှာ Sporting ကနီးပြအပြောင်းလဲ၃ချိန်နဲ့ဂျုံတွဲခဲ့ရပေမဲ့ Benfica နဲ့အကြိမ်နဲ့ရှင်ပြိုင်နိုင်ခဲ့ပြီး League Champions ကိုထိုက်ထိုက်တန်တန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ Sporting တိုက်စစ်မှု Vitoro Cross ကလည်း League ရွှေသွင်းပြင်စုကိုနှစ်ကြာဒီဇက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကနေမာဆေးအသင်းစီအခုနှစ်ဘောလုံးရာသီမှာပြောင်းရွှေ့လာခဲ့တဲ့ Mason Greenwood ကတော့အသင်းတင်တဲ့ပထမဆုံးဘောလုံးရာသီမှာရင် လီကူဝက်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။မနေ့ညကကစားခဲ့တဲ့ရာသီကုန်ပွဲစဉ်မှာ Greenwood ကမာဆေးအသင်းအတွက်နှစ်ဂိုးသွင်းယူပေးခဲ့ပြီးတဂိုးဖန်တီးပေးခဲ့ပါတယ်။ဒီသွင်းဂိုးတွေကြောင့် Greenwood ဟာ22ဂိုးနဲ့လီကူဝက်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဒန်ဗီလီနဲ့ပူးတွဲရက်တွေကရွှေဖနက်ဆုရှင်တွေဖြစ်လာခဲ့ပါတယ်။မာဆေးအသင်းကလည်းမှတ်ပေးစရာမှာအဆင့်နှစ်နေရာရှိခဲ့ပြီးတော့လာမယ့်နှစ်ချန်ပီယံလိပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။ပရီးမီးယားလိရဲ့အဆင့်တစ်ကနေ၅အတွင်း အသင်းတွေအနေနဲ့ယူရိုပါလိချန်ပီယံအသင်းတို့ကချန်ပီယံလိပြိုင်ပွဲကိုပါဝင်ကစားကြရမှာပါစုစုပေါင်း6သင်းအထိဖြစ်ပါတယ်ယူရိုပါလိပြိုင်ပွဲကိုတော့အဆင့်6သင်းနဲ့ FA Cup Champion Palace အသင်းတို့ဝင်ရောက်ခွင့်ရရှိကြမှာဖြစ်ပါတယ် Europa Conference League ဝင်ခွင့်ကိုတော့အဆင့်9အသင်းကရရှိသွားမှာပါအကယ်၍ Man City သင်းက FA Cup မှာပိုဆွဲခဲ့ပြီးအဆင့်5အတွင်းဝင်ခွင့်မယ်ဆိုရင်တော့အဆင့်6နဲ့9အသင်းတွေက ယူရိုပါလိကစားရမှာဖြစ်ပြီးအဆင့်၈အသင်းကယူရိုပါကွန်ဖရင့်လိဝင်ခွင့်ကိုရရှိသွားမှာပဲဖြစ်ပါတယ်။အခုတော့ဒါကမဖြစ်လာတော့ပါဘူးရှင်။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနည်းအားဖြင့်မှစောစောလေးလေးကြည့်ရှုနားဆင်လို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပြည်သူကြီးနောက်တစ်ပြောချင်တာက Facebook မှာလဲကျမတို့ရဲ့ Myanmar Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and following လုပ်ထားနိုင်ပါတယ်เนาะ။ Volunteer ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။